ဒါကတော့မပြောဖူးဟင်းပေါ့နော်မပြောဖူးကြော်တာပေါ့နော်အရင်ဦးဆုံးဝတ်သားသုံးထက်သားကိုအစီထွက်အောင်ကြော်ပါတယ်ကျတုံဖြူကိုစီတက်တယ်မီအေးအေးလေးနဲ့စီတက်ရမှာဖြစ်ပါတယ်ကျတုံဖြူစီတက်ပြီးတော့အဲလိုဝတ်သားတတောက်စင်းနည်းနည်းလေးတေးလေးလေးလီးထားတယ်ပေါ့နော်အဲ့ဒါကိုကြော်ပါတယ်ပြီးတော့ ဝတ်သားကအစီပြန်လာပြီဆိုလို့ရှိရင်မမရေတို့အဲငပြောဖူးထည့်ပါတယ်လီထားတယ်ပပလေးလီထားရမယ်နော်ငပြောဖူးထည့်တယ်ပြီးတော့အာငေုတ်ဒီဘောနောငေုတ်ဒီအကြတော့ငေုတ်ဒီရဲ့စက်သွင်းရဲ့စက်သွင်းဖြူရဲ့ပြီးတော့အစပလင်းရဲ့နန်းနန်းပင်နန်းနန်းပင်အောင်ဖြစ်ကုန်ပြီဟိုပါလေအဲပစုံပင်းနေနေလေးထည့်ပြီးတော့အာကြော်လိုက်တယ်ဘောနောကြော်ပြီးတော့အဲ့ဒီအာ မပြောဘူးထဲတဲ့အချိန်မှဆိုရင်မိပြင်းပြင်းလေးထဲရတယ်မဟုတ်လို့ရှင်မပြောဘူးကခါပြီးတော့ဖန်တက်တယ်ပေါ့နော်အဲဒါကြောင့်မလို့မမအဲတို့ရေထဲပြီးတော့ မီမီများလေးနဲ့အုပ်ထားတယ်ပေါ့နော်ပြီးတော့ရေခမ်းသွားပြီဆိုလို့ရှိရင်ရတာလေးမြည်တယ်ပြောငံပြားကြီးလေးနည်းနည်းထဲတယ်ပြီးတော့ချုံမုံလေးနည်းနည်းထဲပါတယ်ချုံမုံမစားရင်တော့ကြက်သားမုံလေးရတယ်မထည့်ရင်လည်းရတယ်ပေါ့နော်သူကတဘာဝရတာချူပြီးသားမုံလို့ပါအဲအဲ့လိုမျိုးချက်စားကြည့်ချင်နေဆိုလို့ရှိရင်ပြောပူရင်းကောင်းကောင်းလေးစားလို့ရပါပြီရှင်ကျေးဇူးပါကျေးဇူးများတင်ပါတယ်ရှင်